ကဲကျွန်မမင်းကြည့်မယ်ကိုချစ်တဲ့သူကိုရဲ့အိမ်တောင်ဘက်နဲ့အငဲရမ်းမဲနော် loving relationship ဖြစ်ဖို့အတွက်အချစ်တွေရှင်သန်အောင်ကြိုးစားဘူးလားတချို့ကရှိတယ်ဘလို့ကြိုးစားရမှန်းမသိဘူးဆိုတာလည်းရှိပါတယ်နော်အဲ့တော့ကျွန်မကိုအမျိုးသားတစ်ယောက်ကမေးဘူးတယ်နော် तू ရဲ့ ကျွန်တော်တဲ့ကျွန်တော်ဘာဖြစ်နေမှမသိလို့တဲ့ဆရာမကိုမေးခွန်းလေးမေးပြစီတဲ့အဲ့လိုပြောတော့မေးပါပေါ့နော်မေးပါဆိုတော့သူဘာပြောလဲဆိုတော့ကျွန်တော်အမျိုးသမီးကိုတဲ့ကျွန်တော်ညင်းငွေတလို့ဖြစ်နေတယ်တဲ့ဆိုတော့အိမ်နောင်သက်ဘယ်လောက်ရှိပြီလဲလို့မေးတော့9နှစ်ရှိပြီတဲ့အိမ်နောင်သက်9နှစ်မှာဘယ်ဟာကိုသူကညင်းငွေတာလဲတခြားတယောက်ကိုအစ်စ်တွေးလို့လားဟလာအဲ့တော့သူကဘာပြောလဲဆိုတော့ဟောဆရာမတဲ့ကျွန်တော်တဲ့သူ့ကိုချစ်နေတော့မယ်ချလဲချစ်နေသေးပဲဒါဆိုရင် ငင်းဝေးတယ်ဆိုတာဘလို့ဖြစ်တာလဲကျမတို့တစ်ချက်လောက်ပြောကြည့်ပါလို့ပြောတော့ကျွန်တော်အမျိုးသမီးရတဲ့အပြင်အစင်ပေါ့နော်သူနဲ့ကျွန်တော်နဲ့စတွေ့ခဲ့တုန်းကသူ့ကိုသဘင်ရှိရှိလေးနဲ့မြမဆန်ဆန်လေးကျွန်တော်ကသဘောကျတယ်အဲ့လိုသဘောကျတဲ့အတွက်သူကအနည်းငယ်ပဲသဘင်ရှိရှိလေးနဲ့မြမဆန်ဆန်လေးကိုကျွန်တော်ကကြိုက်တယ်လို့ပြောလိုက်တဲ့အတွက်သူကဒီပုံစံလေးပဲအနည်းငယ်ပဲခုနှစ်နှစ်လုံးလုံးကျွန်တော်ကသူ့ကိုဒီပုံစံမဲတွေ့ရတယ်တဲ့ ဆရာမရဲ့အိမ်မှာစက်တိုင်းချက်တာအရန်ကောင်းတယ်လို့ပြောလိုက်တဲ့အခါမှာမိမကအဲ့ဒီစက်သားဟင်းကိုပဲနေ့တိုင်းချက်ကျွေးသလိုပဲပေါ့တဲ့အဲ့တော့ကျွန်တော်စိတ်ထဲမှာအပြောင်းလဲလေးပေါ့နော်မိမရဲ့တခါတလေကြရင်သူများတွေလိုခင်မင်မီဒီဇိုင်းလေးတွေနဲ့နော်ဝစ်စင်ပါလားလို့ကျွန်တော်ကပြောမှုတယ်တဲ့ဒါပေမဲ့သူကဘာပြောလဲဆိုအိုးရှက်ဆရာကြီးနော်ဒီအသက်အရွယ်ကြီးမှာဘာလို့ဒါတွေဝေးရမှာတော့ ျွန်တော်ပြောတာကသူ့ကိုခစ်ရှိပြီးဟိုပြောတာမဟုတ်ပါဘူးတဲ့เนาะဟိုတကယ်ကိုเนาะဟိုဘယ်လိုပြောမလဲဟိုမတော်မတန်းပေါ့เนาะအဝိစားစင်မှုမျိုးနဲ့သူ့ကိုပြောတာမဟုတ်ဘူးတဲ့သူ့အသက်အရွယ်နဲ့လိုက်ဖက်တဲ့เนาะပုံစံလေးဒီဇိုင်းလေးတွေကိုပြောင်းပြီးတော့ဝတ်ဆင်ကြည့်ဖို့ပြောတာပါဒါကလေတဲ့ဒီဝစားစင်မှုပိုင်းကိုဒါကျွန်တော်ဥပမာပေးပြီးပြောသလိုပဲတခြားကိစ္စတွေမှာလည်းရှိပါသေးတယ်တဲ့ဘလို့ဟာမျိုးလဲလို့ပြောရင်ကျွန်တော်တဲ့သူနဲ့ နော်ကျွန်တော်အိမ်ပြန်လာမယ်ဆိုရင်သူကျွန်တော်ဘယ်နားမှာဂျုံလဲကျွန်တော်သိနေတယ်သူထမင်းချက်တယ်သူချက်တဲ့ခင်းကဘလို့လက်ရာဖြစ်နေသိနေတယ်မိုးလင်းတာနဲ့သူကကျွန်တော်ဘေးမှာမျက်နှာသုတ်ပေါ်ဝါတို့သွားလိုက်ဆေးတို့အဲ့ဒါတွေကုန်ထားသွားမယ်ပြီးရင်သူကကျွန်တော်တို့မနက်စာပြေနေမယ်အဲ့ဒီလိုမျိုးအပြောင်းလဲမရှိတဲ့နေ့တတူဝကိုကျွန်တော်ကဖြတ်တန်းလာရတဲ့အခါမှာကျွန်တော်အစ်စ်လိုချင်တယ်ဟုတ်တယ်သူတွေမဟုတ်ဘူး ကျမတို့အမျိုးသမီးတွေမှာလည်းညင်းငွေခြင်းဆိုတာရှိတယ်လူတိုင်းလူတိုင်းမှာညင်းငွေတတ်တဲ့စိတ်ဆိုတာရှိတယ်စိတ်ပညာရှင်တွေရဲ့ပြောစကားအရဆိုလို့ရှိရင်တော့လူတွေဟာ၅နှစ်တစ်ချိန်မှာညင်းငွေတယ်အဲ့တော့ကျမတို့ကဟုတ်ပြီကိုယ်အိမ်တော်ဘက်ကလည်းကိုကိုနော်ညင်းငွေနိုင်တယ်ဆိုတဲ့အသိကိုကိုကရှိဖို့လိုတယ်လို့ကျမအနေနဲ့ယူဆမိတယ် အထူးသဖြင့်ကျမတို့အမျိုးသမီးတွေကကိုခင်မောနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လည်းတော်တော်များများမှာအာ तू ကဒါကြိုက်တယ်လို့ပြောရင်ဒီဟာပဲကျမတို့ကလုပ်ပေးတတ်တာမျိုးရှိတယ်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ပုံစံဒီဇိုင်းလုပ်ပုံကိုင်ပုံပြောပုံဆိုပုံအားစမကြာခဏเนาะ update ဖြစ်အောင်ပြောင်းလဲပေးဖို့လိုတယ်လိုအပ်တာတွေကိုပို့ပြီးတော့เนาะကျွမ်းကျင်လာအောင်လေ့လာသင်ဖို့လိုတယ်လို့ကျမအနေနဲ့အဲ့လိုယူဆမိတယ်။ဘာကြောင့်လဲလို့ပြောရင် ဇနီးမောင်နှံပဲဖြစ်ဖြစ်ချစ်သူပဲဖြစ်ဖြစ်တယောက်ရဲ့စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကိုတယောက်ကဖြည့်ဆည်းပေးရတာအဲ့လိုဖြည့်ဆည်းပေးတဲ့အခါမှာသူ့လိုတာကိုကိုကပေးနိုင်တယ်ဆိုရင်သူ့ဟာပို့ပြီးတော့သဘောကျလိမ့်မယ်ခြိနှက်လိမ့်မယ်ခြိနှူးလိမ့်မယ်ကိုကတော့ပေးနေတယ် ဒါပေမဲ့အဲ့ဒီဟာက तू မလို့ခြင်းနဲ့အရာဖြစ်နေကိုပေးရချိုးမနဲ့တလို့သူ့မှာလည်းဒီပေါ်မှာစိတ်ချနှူးမှုကျေနှမ်းမှု အပြည့်အဝမရနိုင်ဘူးလို့ယူဆလို့ရပါတယ်။အဲ့ဒါကြောင့်ကျမတို့ကအမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်ကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်ကိုတစုံတရာပေးမယ်ဆိုရင် तू လိုတာဟုတ်ရဲ့လား။ तू လိုအပ်နေတာဘာလဲဆိုတာကိုလေ့လာပြီးမှပေးတာ။ဒါလည်းတယောက်ရဲ့ကြောင်းမှာရှိနေတဲ့နော်။ မေတ္တာတရားတွေချစ်တွေကိုပြန်ပြီးတော့ရှင်သန်အောင်လုပ်တဲ့နည်းလမ်းလေးတစ်ခုပါပဲ။